င်္ဂလာပါရှင်။ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြေကိုစနစ်တကျအသုံးချရန်ယာယီတမရမှာကြားတဲ့သတင်းဖြစ်ပါတယ်။စက်ပြွေးရည်နဲ့ပတ်သက်၍မြေကိုစနစ်တကျအသုံးချရန်လူကြောင်းပြည်တော်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်းကပသိမ်မြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများရမ်းမီရဖာများနဲ့အောက်တိုဘာ19ရက်မွန်လွဲပိုင်းကတွေ့ဆုံကား ဒေတာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားစဉ်ထည့်သွင်းပြောကြားကြောင်းသိရှိရပါတယ်။ဆက်လက်၍လေယာယီသမရက AR တိုင်းဒေတာကြီးရဲ့လေဆိုင်ပြူမြေရဲ့ဆေးရခိုင်နှုန်းကန်သည်ရေနဲ့ကွင်းများဖြစ်တာကြောင့်အဆိုပါမြေနဲ့ကွင်းများကိုမြေပြုပြင်နဲ့လေစပါးဆိုင်ပြူခြင်းနဲ့ငါးပစုံမွေးမြေလုပ်ငန်းများကိုဆောင်ရွက်သွားရန်လိုကြောင်းဖြင့်ပြောကြားခဲ့သလိုရေနဲ့ကွင်းများကိုစနစ်တကျအသုံးချဆောင်ရွက်မယ်ဆိုပါက တားငါထုတ်လုပ်မှုကဏ္ဍတွင် AR တိုင်းဒေသကြီးအနေဖြင့်ထိတ်ဆုံးနေရှိနေမှာဖြစ်ကြောင်းပြောကြားပါရယ်။အလားတူစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရရာတွင်မျိုးမြေကြီးဒီလေးမျိုးဖြင့်စနစ်ကျစိုက်ပျိုးကြရန်လိုသလိုလေမြေများကိုဧကခွက်များဖြင့်ဖော်ထုတ်နိုင်မည်ဆိုပါကပုံမှုအကျိုးဖြစ်တွန်းစီမှာဖြစ်ကြောင်းနဲ့စပားစိုက်ပျိုးမှုလုပ်ငန်းများယခုထက်ပုံမှုတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းတို့ကိုလည်းထည့်သွင်းပြောကြားခဲ့ပါသည်။အထက်ကအဖြစ်လုံသမျှအကျိုးခံစားနိုင်ရန်ပ အထက်နှုံများကောင်းမွန်အောင်ဆောင်ရွက်သွားရန်လိုပြီးအထက်နှုံပန်းနိုင်ရည်မှန်ချက်အနေဖြင့်မိုးစဘာတင်းတရာ၊နှွေစဘာတင်း130ထားရှိကြောင်းစိုက်ပျိုးဧကများမှန်ကန်ရန်နှင့်အထက်နှုံများတုတ်တက်မှုရရှိရန်လိုကြောင်းဒေသအားလုံးသို့သွားရောက်နိုင်ခြင်းမရှိတော့လေအချို့ဒေသများတွင်ကွင်းဆင်းကာယူနိုင်ကြောင်းကိန်းကနဲ့အချက်လက်များမှန်ကန်မှုရှိစေရေးတာဝန်ရှိသူများကစနစ်တကျကောက်ယူသွားရန်လူကြောင်းဖြင့်ပြောကြားပါရစေ။ ဒါပြင်တိုင်းဒေသကြီးတွင်စိုက်ပျိုးတဲ့စပါးများရဲ့အေဂျင့် quality များကောင်းမွန်ရန်လိုအပ်ပြီးအရှိသေးပုံမှုတူတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်းနဲ့စိုက်ပျိုးရေးလုပ်ငန်းသည် ARD တိုင်းဒေသကြီးရဲ့အထက်စီးပွားရေးလုပ်ငန်းဖြစ်တာကြောင့်အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းဖြင့်လည်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။